တရုတ်အမေရိကန်တွင်းကုံစည်းချက်ခွန်အပြည့်လှန်တို့မြင့်အမေရိကန်အစိုးရရဲ့တွင်းကုံစည်းချက်ခွန်တို့မြင့်ကောက်ခံတာကိုလက်တော့ပြန်တဲ့အနေနဲ့အမေရိကန်တွင်းကုံတွေအပေါ်အစည်းချက်ခွန်84ရာခိုင်နှုန်းကောက်ခံမယ်လို့တရုတ်အာဏာပိုင်တွေက AP ကိုရမှာကြေညာထားတာကို Reuters သတင်းမှရေးသားထားပါတယ် တရုတ်ကုန်စည်တွေအပေါ်တရလေးရခိုင်နှုန်းအခွန်ကောက်ခံဖို့အမေရိကန်သမ္မတဒေါ်နယ်ထရပ်က AP ရှိရမှာကြီးညာပြည်နောက်ရမှာတရုတ်ကလည်းအမေရိကန်ကုန်စည်တွေအပေါ်အခွန်သုံးပြည့်ကောက်ခံဖို့တရင်ထုတ်ပြန်တာဖြစ်ပါတယ်အမေရိကန်အစိုးရရဲ့အတင်းကျပ်ဖိအားပေးလှုပ်ဆောင်မှုတွေကိုအဆုံးထိတံပြန်လှုပ်ဆောင်သွားမယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကပြောပါတယ် တရုတ်ကုန်စည်ရဲ့အပေါ်အမေရိကန်အခွန်သုံးပြေကောက်ခံမှုက AB ကိုရဲ့မှာစတင်အသက်ဝင်ပြီးအမေရိကန်ကုန်စည်ရဲ့အပေါ်တရုတ်ဘက်ကသုံးပြေကောက်ခံမှုကတော့ AB သစင်မှာစတင်အသက်ဝင်မယ်လို့တရုတ်နဲ့အမေရိကန်အခြေစိုက်သတင်းတွေကဖော်ပြပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။